နေရွှေသွေးအောင်နဲ့အစံတန်းမတူညီလို့သမီးကိုသဘောမတူဘူးဆိုတဲ့လွင်မုံပရိသတ်များလုံးမမင်္ဂလာပါရှင်ဘောင်မစ်လိုင်ဘရီကနေပြန်လဲကြိုးစွန်လိုက်ပါတယ်မိသားချင်းလွင်မုံကတော့သတင်းတွေပြန်နှံ့ပြီးလူအများစိတ်ဝင်စားမှုခံနေရတဲ့သမီးဖြစ်သူရဲ့ဒုတိယအိမ်တောင်အကြောင်းကိုအခုလိုပဲပြောပြလာခဲ့ပါတယ်မင်းသားကြီးလွင်မိုးရဲ့ပြောပြချက်အရဆိုရင်တော့သူကသူ့ရဲ့သမီးအကြီးဖြစ်သူရုံးရီလွင်မိုးကိုနောက်ထပ်အိမ်ထောင်ပြုဖို့အတွက်လုံးဝကိုသဘောမတူနိုင်ကြောင်းပြောလာခဲ့ရဖြစ်ပါတယ် မေသားကြီးလင်မိုးကနိုင်ငံကျော်အနုပညာရှင်တယောက်ဆိုပေမဲ့အခုလက်ရှိမှာတော့စီးပွားရေးလုပ်ငန်းတချို့ကိုပဲဥဆောင်ပြီးတော့အေးဆေးစွာနဲ့နေထိုင်နေကြရပါဘဝကိုအပူပင်ကင်းစွာနဲ့ဖြတ်သန်းနေထိုင်ခဲ့ပြီးတော့တကယ်ကိုအေးဆေးတဲ့ဘဝလေးကိုပိုင်ဆိုင်ဖို့အတွက်ကြိုးစားနေရဖြစ်ပါတယ်။သူကဒီလိုမျိုးအေးအေးဆေးဆေးပဲနေခြင်းတလို့သူ့ရဲ့သမီးတွေကတော့တော်တော်လေးကိုရှုပ်ထွေးပြီးတော့အိမ်တောင်ရင်းနဲ့ပတ်သက်ပြီးတော့လည်းအရှုပ်စရာတွေပြုလုပ်နေရပါ လက်ရှိမှာဆိုရင်လည်းတမိအချင်းဖြစ်သူယုံရီလမိုးကအင်ထောင်ရေးပြုတ်ခွဲခဲ့ပြီးတော့ချက်ချင်းဆိုသလိုပဲနောက်ထပ်အင်ထောင်အသစ်ကိုထပ်မံထူထောင်တော့မယ်ဆိုပြီးသတင်းပြန့်နေရဖြစ်ပါတယ်။ဒီတစ်ခါမှာယုံရီလမိုးနဲ့ချစ်သူတွေဖြစ်နေကြသူကတော့နိုင်ငံကျော်ခရိုနီတတိကြီးတွေကတယောက်ဖြစ်တဲ့နေရွှေသွေးအောင်ပဲဖြစ်ပါတယ်။ နေရွှေသွေးအောင်ဆိုတာကအရန်ကိုအစင်တန်းမြန်မာပြီးတော့တော်ရုံသွားထီးလို့မရတဲ့အနေအထားပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကချစ်သူတွေဖြစ်နေကြပြီးမြန်မာနိုင်ငံမှာတော့သတင်းတွေပြန့်နှံ့မှာဆိုတဲ့အတွက်နိုင်ငံသားမှအတူလျှောက်လည်နေကြပါတယ်။စင်ကာပူနိုင်ငံရဲ့တနေရာမှာအတူလျှောက်လည်နေကြပြီးတော့လက်ချင်းတွဲပြီးတရားပြုံမျိုးနေတဲ့ပုံရိပ်တွေကိုမြန်မာပြည်သက်တွေကတွေ့မြင်ခဲ့တာဖြစ်ပါတယ်။ဒီတကမှာအရန်ကိုအံ့ဩသွားခဲ့ပြီးတော့သူတို့နှစ်ယောက်ရဲ့အခြေအသတင်းကလည်းပြန့်နှံ့နေတာဖြစ်ပါတယ်။ဒီကိစ္စပေါ်မှာဝေဖန်နေကြတဲ့သူတွေကလည်းအများပြားပါပဲ။အဓိကကတော့ရုံးရီလင်မိုးကမချ သေးခင်ကမှအိမ်တောင်ကွဲထားတာဖြစ်တဲ့အတွက်ချက်ချင်းကြီးအခုလိုမျိုးနေရွှေသွေးအောင်နဲ့ချစ်သူဖြစ်နေကြမယ်လို့မထင်ထားခဲ့ပါဘူး။ဒါမှမဟုတ်အစကတည်းကဒီလိုမျိုးချစ်သူတွေအဖြစ်လက်တွဲနေကြလို့အိမ်တောင်ကြီးပြုတ်ကွဲခဲ့ရတာဖြစ်နိုင်တယ်ဆိုပြီးတော့ပြောဆိုနေကြတာတွေရှိပါတယ်။ ယုံရင်လူမျိုးကတော့တမရဲ့အင်တော်ကြီးကိစ္စနဲ့ပတ်သက်ပြီးဘလို့အကြောင်းတရားတွေကြောင်းအကွာရှင်းခဲ့ရတယ်ဆိုတာကိုအတိအကျပြောတာမျိုးမရှိသေးပါဘူး။နေနိုင်လို့အဆင်မပြေတဲ့အချက်တွေကြောင်းသာကွာရှင်းခဲ့ရတာဖြစ်ပြီးတော့ဒီလိုကွာရှင်းမှုအတွက်နှစ်အတော်ကြာစောင့်ဆိုင်းခဲ့ရတယ်လို့ဆိုပါတယ်။အခုတော့တရားဝင်ကွာရှင်းခွင့်ရခဲ့ပြီးတော့အပြိုလိုမျိုးပြန်ဖြစ်သွားခဲ့ရကြောင်းဝမ်းသာပျော်ရွှင်စွာနဲ့ စစ်သူအသည်လေးဖြစ်နေတဲ့နေရွှေသွေးအောင်နဲ့အတူတူလဲပတ်နေရဖြစ်ပါတယ်။မဇာခင်မှာလဲသူတို့နှစ်ယောက်သာလက်ထတော့မယ်ဆိုတဲ့သတင်းတွေကပြန့်နှံ့နေရဖြစ်ပါတယ်။ဒီအခါမှာဖခင်ဖြစ်သူမင်းသားကြီးလွင်မိုးကတော့အချိန်နဲ့အဆင်တန်းမတူညီတဲ့နှစ်ယောက်ကိုသဘောမတူနိုင်ဘူးလို့ပြောလာခဲ့ပါတယ်။လွင်မိုးကအေးစေးစေးသာနေထိုင်ခြင်းနဲ့အတွက်တော်တော်လေးရှုပ်ရှုပ်ထွေထွေရှိလာတဲ့နေရွှေသွေးအောင်တို့နဲ့ပတ်သက်တာမျိုးမလုပ်ချင်ခဲ့တာပါ။နောက်ပြီးတော့သူ့ရဲ့သမီးလေးကိုလဲချက်ချင်းအိမ်ထောင်ကွဲလိုက်ချက်ချင်းနောက်ထပ်အိမ်ထောင်ပြုလိုက်နဲ့အရှုပ်ပွေလိုမျိုးမဖြစ်စေချင်တာလည်းဖြစ်ပါတယ်။ ဒါကြောင့်မေတ္တရုံးယောက်ကိုသဘောမတူဘူးဆိုပြီးအခုလိုပဲပေါ်တင်ပြောလာခဲ့တာပါ။ရုံးနေလူမျိုးဘက်ကတော့ဒီကိစ္စအပေါ်မှာဘာတစ်ခုမှပြန်လဲဖြေရှင်းတာမျိုးမရှိပဲဘသူရဲ့ဝေဖန်မှုတွေကိုမှဂရုမစိုက်ဘူးဆိုတဲ့အထာနဲ့အနေနဲ့ဖြစ်ပါတယ်။ဖခင်ဖြစ်သူမင်းသားကြီးလူမျိုးကတော့တခုခုဆိုရင်ပြဿနာတွေကိုသူပဲရှင်းရမှာဖြစ်တဲ့အတွက်စိုးရင်ပူပန်စွာနဲ့အခုလိုမျိုးတားမြစ်နေခဲ့တာပါ။နေရွှေသွေးအောင်တဲ့သမီးဖြစ်သူရုံးနေလူမျိုးတို့ကသဘောမတူပါဘူးဆိုတဲ့မင်းသားကြီးလူမျိုးရဲ့ဆုံးဖြတ်ချက်ပေါ်မှာပြည်သက်ကြီးတို့အနေနဲ့ရောဘယ်လိုမျိုးထင်ကြပါသလဲရှင်။ အဆုံးတကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။